ကျောက်ဖြူမြို့နယ်ကပြည်သူ့လွတ်တော်အမတ်ဟောင်းဥပရှင်တီထောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ရဲ့မတ်ပုံတင်ကွင်းကိုစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UECC မှရှောက်ထားလိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီ RNP ပါတီကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့ UEC ထံကိုမနေ့ကဇွန်လ24ရက်နေ့မှာရှောက်ထားခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပိုင်းသတင်းစာတွေမှာဒီကနေ့ဇွန်လ25ရက်နေ့မှာထုတ်ပြန်ဖော်ပြပါတယ်။ဥပရှင်ကောင်းဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီကပါတီတီထောင်ခွင့်ပြုတဲ့နေ့ကစလို့ရပ်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနေဥပဒေခွန်နဲ့အညီကွန်မရှင်ကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့လျှောက်ထားလာတာဖြစ်တယ်လို့စစ်ကောင်စီဝါဒဖြန့်ရှင်နေတဲ့မြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ်။ရခိုင်တိုင်းရင်းသားများပါတီဟာဧပြီလ9ရက်နေ့မှာ နိုင်ငံရေးပါတီတီထောင်권လျှောက်ထားခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဇွန်လ9ရက်နေ့မှာပါတီတီထောင်권ပြုခဲ့တာပါရှင်